စီကျုပ်ရှိတဲ့သူတွေကတော့ဗောနော်အဓိကခြုံပြီးတော့မှပြောမယ်ဆိုရင်တော့ကျမတို့ဆိုလိုတဲ့သဘောအစားအစာတွေရောအရင်ကြီးမရှောင်ပါနဲ့နော်တချို့ကြတော့လေဗောနော်စီကျုပ်ရှိတယ်ဆိုပြီးတော့မှလေရှောင်လိုက်တဲ့ခါကျတော့ဒီ micro nutrient deficiency လို့ခေါ်တဲ့ဒီအာဗောနော်အနုဇီဝအာဟာရဓာတ်တွေကအများကြီးကျသွားတယ်နော်ဒါကြောင့်မို့ကျမတို့ဆိုလိုတဲ့သဘောကစီကျုပ်ရှိတယ်ဆိုတော့မစားလို့မရဘူးလားဆိုရတယ်အဓိကစီကျုပ်ရှင် portion short ဖို့ပဲနော်ဥပမာဆိုထားလိုက်ပါတော့ကျမတို့တွေကထမင်းစားမယ်ဆိုရှေ့တစ်ခါစားမယ်ဆိုမနက်စားဆိုငါးစွန်းနဲ့မပူနဲ့နေ့လယ်စား ိုဆယ်စွန်းနဲ့မပုံနဲ့ညနေစာဆိုလို့ရှိရင်ခုနှစ်စွန်းနဲ့မပုံနဲ့ပေါ့နော်ဒီလိုမျိုးပေါ့ထမင်းစားလို့ရလားရတယ်နော်ခောက်ဆွဲစားမလားအဲ့ညမှာခောက်ဆွဲအစားထိုးလို့ရတယ်ကဲဟုတ်ပြီကျမရင်းနဲ့ညင်ညွတ်တဲ့ဟင်းသီးဟင်းရွက်လိုမျိုးကြရင်ပူစားပေးဥပမာဆိုရှင်နေ့လေစားစားတဲ့ခါမှာဟင်းသီးဟင်းရွက်ကိုခုနှစ်စွန်းလောက်စားလိုက်မယ်အရင်က၅စွန်းပဲစားတယ်ဆိုရှင်အခုခုနှစ်စွန်းလောက်ပေါ့နောက်ညနေစာမှာဆိုလေဟင်းသီးဟင်းရွက်ဆိုခုနှစ်စွန်းလောက်ပေါ့နော်ဒီလိုမျိုးလေးတွေကျမတို့ကစူးစားပြီးတော့မှပြောင်းလဲလို့ရပါတယ်ရှင်နောက်တစ်ခါတော့ပေါ့နော်ဥပမာဆိုလို့ရှင် ice cream ကြိုက်တယ်ပေါ့ ice cream ကြိုက်တယ်ဆိုရင်ကျမတို့တွေက ပမာသူများနေတာတလုံးစားတယ်ဆိုကိုကတော့ဝက်ပဲစား နော်အဲ့လိုမျိုးလေးစားလိုက်မယ်ဆိုရင်ဒါစီးကြိုလည်းမတက်တော့ဘူးကိုလည်းအဆုံစားလို့ရတယ်ကဲအသီးဆိုလည်းဒီလိုပဲရှင်တချို့ကကျတော့စီးကြိုဆိုရင်လုံးဝပေါ့နော်အသီးကိုဖြတ်လိုက်မယ်ဆိုတာမျိုးအတွေးရှိတယ်ကျမတို့ကအဲ့လိုမျိုးတွေမလုပ်စေချင်ပါဘူးနော်ဥပမာစပစ်သီးစားမယ်ဆိုရင်၃လလုံးလောက်စားမယ်စတော်ဘယ်ရီသီးစားမယ်ဆိုလေးလုံးလောက်စားမယ်ပန်းသီးစားမယ်ဆိုတလုံးလုံးစားလိုက်မယ်နော်ဥပမာဖရဲသီးတို့နတ်နတ်သီးတို့စားမယ်ဆိုတစ်စိတ်စီပဲစားမယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးကျမတို့ကအချင်းချင်းကွက်ကိုပေါ့နော်အများကြီးစားတဲ့အစားအစာလေးကိုသတိလေးကပ်ပြီးတော့မှချင့်ပေးလိုက်တယ်ဆို ရင်ဒါတကယ်တမ်းပြောမယ်ဆိုတော့ဒါစီးချိုသမားတွေမှာကိုကိုကိုလည်း satisfy ဖြစ်တယ်ပြီးတော့မှလည်းကြက်မှတ်ရင်းနဲ့ညီညွတ်တယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ရှင်